။ဒါမှလို့မလာနိုင်လို့ပြီးတဲ့ခါမှာဒီမိုကရေစီဆိုးရမဟုတ်လို့တက်မတော်မဟုတ်လို့ဆိုပြီးတော့သူတို့တိုင်ချင်းမလုပ်နိုင်လို့ပြောပါ။ကောင်းပြီအဲ့ဒါဆိုရင်လည်းဒါကျွန်တော်တို့လည်းဒီဟာတစ်ချက်ဒါတစ်ချက်ကြည့်ပါကျတော့ကနိုင်ငံတော်လည်းဒါတက်မတော်တာဝန်ယူရတဲ့အတွက်ကြောင့်စစ်ဆိုးရဆိုပြီးတော့ကျွန်တော်တိုက်ခိုက်ကြတာရှိပါတယ်လက်ကြည့်တရားဥပဒေသူအာလို့တည်းတိပါဒါတိုက်ခိုက်နေကြတဲ့အခြေအနေမျိုးလိုရှိနေကျွန်တော်တိပါကျွန်တော်လည်းဒါ ရတဲ့ဝင်အားနဲ့ကိုတို့လိုက်ပြီးပြန်လာတုံ့ပြန်တိုက်ခိုက်နေဖြစ်ပါတယ်။ကဲဆိုတော့သူကတော့ပြောထားပြီးသားဖြစ်ပါတယ်။ကျွန်တော်လည်းရတဲ့ဝင်အားနဲ့ပြန်ပြီးတော့တိုက်ခတ်ပြန်ပြန်လေတိုက်ခတ်ခြင်းဖြစ်ပါတယ်ဆိုပြီးတော့ပြောနေတာပေါ့နော်။ မင်္ဂလာပါကျွန်တော်ရေးပို့ယူထင်မှာဒီနေ့2025ရွာလ29ရက်နေ့ညနေပိုင်းမှာရေးပို့ယူထင်ချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ညနေပိုင်းမှာပထမဆုံးပြောချင်တဲ့သတင်းကတော့ကျမ်းပဲစကောင်းဆောင်မြွန်လန်ကယူဆောင်တဲ့စစ်ကောင်စီကရွေးကောက်ပွဲကိုကျင်းပဖို့အတွက်အသေးအံကိုကြိုးစားနေတာကိုလည်းပြည်သူတွေအားလုံးအသိပေးဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျမ်းပဲစကောင်းဆောင်မြွန်လန်ကသူ့ရဲ့တပ်ဖွဲ့တွေကိုဘလူးရင်ယူကြထားလဲဆိုတာကိုလေပြီးတော့စစ်ဖက်တရင်ရင်မြစ်ကပြောဆိုထားတာကိုကျွန်တော်ပြင်ပြီးတော့တင်ဆက်ပေးရမယ်။ဒါကတော့အကျန်းဖက်စကောင်းဆောင်မြောင်းလန်ကယူကိုပွေကျင်းပရဲ့အတွက် ဆောင်းရှောင်းထားသောမြော့နေများအနက်မှမြော့နေတစ်ခုလုံးသိမ့်ပတ်ခြင်းထက်မြော့ပေါ်အေရိယာများကိုသာဖြစ်နိုင်သည်။အများဆုံးအ धिक ပြန်လည်သိမ့်ပတ်ရန်ညွှန်ကြားထားကြောင်းနေပြည်တော်စစ်ဖက်သတင်းရင်းမြစ်ကခုလိုပြောဆိုထားပါတယ်။သူကတော့ခုချိန်မှာတိုလိုင်းတဖို့တွေကစစ်ကောင်စီတင်းကျွေးနေရမြို့တွေကိုပါအကောင်လုံးကိုတင်းပတ်တဲ့ချိန်တွေမှာသူကဆောင်းရှောင်းထားတဲ့နေမီတွေကိုမှမြို့နယ်တစ်ခုလုံးကိုမတင်းပတ်နိုင်တဲ့အခြေအနေနဲ့အခွင့်အရေးရှိရင်တော့မတင်းပတ်နိုင်တဲ့အခြေအနေနဲ့အခွင့်အရေးရှိရင်တော့ မြို့နယ်ဧရိယာတစ်ခုလုံးပေါ့တကယ်လို့မြို့နယ်ဧရိယာတစ်ခုလုံးပြန်လေသိမ့်ပတ်ဖို့ခက်ခဲတယ်ကြားရှိမယ်ဆိုရင်မြို့ပေါ်ဧရိယာကိုအ धिक ဦးတည်ပြန်လေတက်ခတ်သိမ့်ပတ်ဖို့ညွှန်ကြားချက်ရှိတယ်လို့သိရပါတယ်အ धिक ကရွေးကောက်ပွဲအတွက်မြို့ဧရိယာကိုဦးစားပေးသိမ့်တဲ့အသဘောလို့နားလေရပါတယ်ခုနေပြီးတော့ဆက်ဖက်သတင်းရင်းမြစ်ကအခုလို့ရှင်းပြပါတယ်ဆိုတော့အခုချိန်မှာကြည့်မယ်ဆိုလို့ရှိရင် အာသူတို့ပုံမြုံနေစကန်တမ်းမှာဆိုလို့ရှိရင်စစ်ကောင်စီကမြို့ရှိတဲ့နေရာကိုတော့ရှော့ကိုအာသူစစ်စင်နာကိုလည်းတွေ့နေရပါတယ်ပြီးရင်နောင်ကျူရှမ်းမြို့မှာဆိုလို့ရှိရင်နောင်ကျူတခုကိုပဲအာသူတို့ကအဓိကထားပြီးတော့သူစစ်စင်နာကိုလည်းမင်းတွေ့ရဖြစ်ပါဒါကတော့သူရဲ့သူတို့ရဲ့အာကျူးပန့်မှုတွေဖြစ်ပါတယ်ရွေးကော်ပွဲလော့ဖော့အတွဲအာဒီမြို့တခုလောက်ပေါ့နော်မြို့နဲ့မြို့တခုလောက်အာသင်းပတ်ပြီးတော့ဒီနေရာမှာရွေးကော်ပွဲကျင်းပနန်ဖော့အတွဲအသေးတံကိုကျူးစားနေတာကိုကျွန်တော်တို့မင်းတွေ့ရဖြစ်ပါတယ် အခုချိန်မှာစစ်တပ်ကနောင်ချုံမြို့ကိုပြန်ရရေးအသေးအသံထူးဆစ်စင်တက်ခတ်နေမှုတွေတောက်လျှောက်ကိုလော့ဆောင်နေတယ်။ဒီထက်မှာစစ်တပ်ဘက်မှဒီတပ်ပွဲမှာဒီဟာသူရဘွေရတဲ့ဘုံမူကြီးအမင်းအောင်ဒရောင်းပေါင်းထိမှန်ပြီးတော့အပြင်းထန်ကိုတန်ရရှိကနေပြည်တော်သို့ပို့ဆောင်စေကူတာနေရတယ်လို့သိရပါတယ်။ဒါကသူရဘွေရနေတဲ့ကုံတွေတော်မှာအခုချိန်မှာဆိုလို့ရှိရင်အဲ့မှာအာဒရောင်းပေါင်းထိမှန်ပြီးတော့အသေးအံကိုစေကူတာနေရတဲ့အခြေအနေမျိုးကိုရောက်နေတယ်ဆိုတာကိုကျွန်တော်ပြောပြခြင်းဖြစ်ပါတယ် ဒါကတော့အခုချင်းရစစ်ကောင်စီရဲ့မြောက်တွေကိုပြင်ပြီးတော့ယာရေးအတွေ့ပေါ့နော်။အာလောက်ဆောင်နေတဲ့ထိန်းပါပေါ့နော်။အဲ့ဒီနောက်မှလည်းမကွေးတန်းဖက်မှာစစ်တပ်ကထူးဆစ်စင်မှုတွေလောက်ဆောင်နေလို့သိရပါတယ်။မကွေးတန်းဘုတ်ကူမြော့နယ်ကမ်းမမြော့အတွင်ပြည်သူပံပစ္စည်းများကိုလက်လံခူးယူနေသောစစ်ကား၂စီးကိုပြစ်ခတ်တက်ခတ်ခဲ့ရမှာစစ်သား9ဦးသေဆုံးခဲ့ကြောင်းဘုတ်ကူ People Defense for PPDF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကအခုလိုပြောဆိုထားပါတယ်ဒါကတော့ရွာလ26ရက်နေ့နဲ့စေနာကြီးစေနာကြီးဝန်ကျင်ခန့်တွင် ကမ်းမမြို့တွင်းမှာမြို့ထဲမှာကာနစီနဲ့ကျင်းလက်ရင်းနဲ့ပြည်သူပံပစ္စည်းများတွေကိုလက်ခူးနေတဲ့ဆက်ခတ်တွေကိုတက်ခတ်ခဲ့တာပါတဲ့အပြန်အလှန်ပြစ်ခတ်မှုတွေက7မိနစ်လောက်ကြာခဲ့ပါတယ်ဆိုတော့နောက်ထပ်ထတ်တူးသေးဆုံးထိခတ်မှုကတော့မတိရသေးဘူးတဲ့ဆိုတော့စစ်ကြောင်းက ပေါက်ဖက်ကိုဦးတီထွက်နေတာပါတဲ့ဆိုတော့ပြည်သူတွေအနေနဲ့အထူးခရူးဆက်နေနေထိုင်ကြပြီးနေထိုင်ပြီးကြဖို့အတက်တွန်း ချိန်ပါတယ်ဟုတ် PP PPDF ဘောနော်အပေါ်ကို People Defend for တပ်ဖွဲ့မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒါကတော့အခုအစိုးရတက်ခတ်မှုမှာစစ်ကောင်စီတပ်ဖွဲ့တွေကိုတက်ခတ်မှုမှာတူလိုင်းတပ်ဖွဲ့တွေကပူပေါင်းပြီးတော့တက်ခတ်ခဲ့တာအချင်းဖြစ်ပါတယ်ဒီထဲမှာတက်ခတ်တူလိုင်းတပ်ဖွဲ့တွေကအထိခတ်မရှိပြည့်နဲ့ပြန်လည်ပြီးတော့ဆုတ်ခွာနိုင်ခဲ့ပါတယ်ဒီစစ်ကြောင်းကယွမ်လက်ဆန်ပန်းကလက်ဆန်မှာစရွေးပေါ်ကူမြို့အခြေဆက်တဲ့တက်မ အတရားတိမှာပုံမြော့နေပေါ်ပြောမြော့နေဖက်သောဦးတီပြီးတော့အင်အားအလောင်းရင်းပြန်ထွက်လာသောရက်ခါပေါ်စစ်ကြောင်းမှာကမမြော့တွန်းသောရောရှိလာခေကြောင်းသိရှိရပါတယ်အဆိုပါစစ်ကြောင်းကြောင့်မနော်ကမမြော့မှာပြည်သူများထွက်ပြေးတင်းရှောင်နေကြရကြောင်းအထူးသောထွက်ပြေးတင်းရှောင်နေရတဲ့ပြည်သူပန်းနေအိမ်များကိုစစ်တပ်ကမင်းရှုချင်း ပြည်သူပံပစ္စည်းများကိုဒါပစ္စည်းများကိုလူယူခိုးယူပြီးတော့လောက်ဆောင်နေခြင်းများကိုစစ်တပ်ကိုလောက်ဆောင်နေတဲ့ဒီဟာကအခုချိန်မှာပုံမြော့နေပြီမှာဆိုလို့ရှိရင်အာစစ်ကုံစီလက်အခံတွေရေးတွေစစ်သားတွေဆိုလို့ရှိရင်သူတို့စခန်းတွေမှာအစာငတ်ပြတ်ပြီးတော့တည်ဆုံနေတဲ့လူတွေလည်းအများပြားရှိနေပါတယ်။ဒါမျိုးကိုတောက်လျှောက်ရှိနေတဲ့အတွက်ကြောင့်အာရစ်ခါပေါ့စစ်ကြောင်းပေါ့နော်။ဒီဟာကတောက်လျှောက်ကိုထူးလာတယ်တော့သိရပါတယ်ပေါ့နော်။တရားဟောကအာဟိုဒီနေ့ကငါပေါ့မေးတဲ့အုံနေတဲ့စစ်တောင်းစစ်ကြောင်းတော့သိရတယ်ပေါ့နော်။ဒါကတခု ျွန်တော်ပြည်သူတွေအနေနဲ့သတိထားရမယ့်စစ်ကြောင်းတစ်ခုဖြစ်ပါတယ်။အဲဒီနောက်မှာနောက်တစ်ခုကတော့ရန်ကုန်မြို့အင်းလျာကန်ပေါ်အတွင်းအသက်25နှစ်အရွယ်မော်မြတ်မင်းခန့်ကိုစစ်တပ်ကပေါ်တာဆေးဖမ်းဆီးသွားပြီးတော့ပရိတ်တရေနာရီကပေါ်နာရီကပြန်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ဒါကတော့ရွာလ26ရက်နေ့ည8နာရီအချိန်ရန်ကုန်တန်းတောင်တောင်းကလာမြို့ပေါ့တောင်းကလာပမြို့နေပေါ့နော်အမတ်ဆက်နှစ်ရက်ွက်အတွင်းနေတန်သောအသက်25နှစ်အရွယ်မောင်မြတ်မင်းမောင်မြတ်အမောင်မြတ်မင်းခန့် ူငယ်ချင်းများနဲ့အတူရန်ကုန်မြို့ကမရွေ့မြို့နဲ့အင်းလျာကံပုံတို့သွားရောက်ခဲ့ကြတောင်းသိရှိရပါတယ်ဒီရင်တော့မာသူငယ်ချင်းများနဲ့အဖို့ကွေးသွားခြင်းကွေးသွားခြင်းမှာအရက်ဝက်စစ်သားတချို့ကဖမ်းဆီးသွားပြီးတော့နာရေးကားပြန်ခိုးဆောင်သွားကြောင်းသိရှိရပါဒါကတော့ကံပုံမှာလူတွေလည်းအများကြီးရှိပါတယ်တဲ့အဲ့ဒါကိုသူတို့ကိုဆွေးခေါ်သွားတာအရက်ဝက်တွေနဲ့ပဲဆွေးခေါ်သွားပြီးတော့နာရေးပရဟိတ အပရာဟိတကနယ်ခိုတင်သွားတာလို့သိရပါတယ်သူကိုခိုဆောင်သွားတဲ့အချိန်မှာပဝန်းကျင်မှာအကောင်လုံးမြည်တယ်ပြည်ရလူတွေအကောင်လုံးလဲအမင်းနေရပါတယ်ဟိုသူငယ်ချင်းဖြစ်သူကပြောဆိုပါတယ်ဒါဒါကတော့စစ်ကောင်စီကပိုတင်ကိုပိုတာဆွေးမှုတွေလော့ဆောင်နေတယ်ဆိုတာကိုသိနေရဖြစ်ပါတယ်ဒီလိုမျိုးကိုငွေကြေးနဲ့အာလုံနေသူတွေရှိသလိုပိုတင်ကိုအာဒေါ့ရှော့ကိုပိုတာဆွေးနေတဲ့သူတွေလည်းအခုချိန်မှာရှိနေတယ်မြို့ပေါ်မှာနေတဲ့လူငယ်တွေသတိထားကြပါကျွန်တော်တို့ကတော့ အရင်တော့ကတော့အတန်တန်ပြောခဲ့မယ်လေအခုချိန်ကတော့တိတ်ပြီးတော့ပြောဆရာမလိုလို့တော့ဘူးဒီမှာတည်းဒီဟာကအခုချိန်မှာတော့အာပြောရင်လည်းထူမှလည်းမဟုတ်တော့ပါဘူးအာစက်တက်တွေကပိုတင်ကို2အာပိုတာဆင်းမှုတွေတော့ရှော့လော့နေတဲ့တွေ့ကြုံနော်ဒါကတော့သတင်းတစ်ခုပေါ့နော်အဲ့ဒီနောက်မှာနောက်တစ်ခုကတော့သတင်းစက်မကောင်းဆရာသတင်းတစ်ခုဗာလဲဆိုလို့ရှိရင်တော့မန္တလေးအော့ဖို့ထုံတွန်းအကျန်းဖက်စက်ကောင်စီ မတရားဖမ်းဆီးထောင်ချခြင်း ခံရတဲ့မန္တလေးတန်းရွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးတီ ယနေ့ယွမ်းလ29ရက်နေ့တွင်ဟိုးဖို့ထောင်ဆေးရောင်တွင် ကြာဆောင်သွားကြောင်း LND ဘ ഹു အလုတ်ကော်မတီမှလွတ်တော်ကိုယ်စားလှယ်ဦးထွန်းမြင့်ကပြောဆိုပါတယ်ဒါကတော့တတော်လေးကိုစစ်မကုန်းစရာဖြစ်ပါတယ်ဒါကတော့ယွမ်းလ29ရက်နေ့နည်းနည်း9နာရီဝန်းကျင်တွင်ဂျူတရဲ့အမောဖောက်ကကြာဆောင်သွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်ဒါကတော့မန္တလေးတန်းလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟိုးဖို့ထောင်ဆေးဆေးရောင်မှာကြာဆောင်သွားပါတယ် ။တရားကလက်ပေါ်ဒီအင်ပြန်သေးခွန့်ထုံကမပေးဘူးလို့သိရပါတယ်။လောလောဆယ်တော့အဲ့ဒီလို့ပဲပြောလို့ရမယ်ဟု LND ဘဟုအလော့ကော်မတီအဖွဲ့ဝန် OOR Oming the Ultraming က Ultraming ကပြောဆိုတာဖြစ်ပါတယ်။ဒါကတော့အခုချိန်မှာအဖို့တော်တွဲမဲ့ HR ဒီနိုင်ငံရဲ့ကျင်းသားတွေရန်နေမှုတွေဒေါ်ရှော့ကိုဖြစ်တယ်။နိုင်ငံရဲ့ကျင်းသားတွေကိုဖိနှိပ်မှုတွေဒေါ်ရှော့ကိုဖြစ်တယ်။ပြီးရင်ဈေးကူတာခွင့်မရတဲ့သူတွေအများပြားရှိပါတယ်ဆိုတာကိုကျွန်တော်တို့အမြဲတမ်းပြောတာပါနော်။ ဆိုတော့တရားကဒီဥက္ကဋ္ဌကလည်းဈေးကဈေးကူတာမှုလောင်လုံးမှုမရှိလို့လားကုလိုမျိုးကိုလုံးတော့လားလားတော့မသိဘူးတရားကသူကတော့အာထုံတန်း9နှစ်ချမှတ်ခံရတဲ့သူဖြစ်ပါလေဒီနေ့ယွန်းလ28ရက်နေ့ညနေပိုင်းမှာစစ်မကုန်းစွန်နေပဲမန္တလေးတက်လွတ်တော်ဥက္ကဋ္ဌကျဆောင်းမှုတရင်တွေကိုတင်ဆက်ပေးရတာဖြစ်ပါတယ်ဒီနေ့ညနေပိုင်းမှာနောက်ဆောင်တရင်တွေရရှိထားတဲ့ကိုကျွန်တော်တက်နံတော်အချင်းချူပြီးတော့တင်ဆက်ပေးရတာဖြစ်ပါတယ် မနေ့ဖြန်မနေ့ကျမှာတရင်ထုတွေကိုအပြည့်ဆောင်တင်ဆက်ပေးနိုင်အောင်ကြိုးစားပါမယ်ဆိုပြီးတော့ပြောရင်းနဲ့ကျွန်တော်ဒီနေ့ညနေဘက်မှာစွဆောင်ထားတဲ့ရုတ်တံဖန်တစ်ခုရှိပါတယ်ကျွန်တော်တို့ကြည့်ကြည့်အောင်ပထမဆုံးကဝချမူကြီးမင်းအွန်လိုင်းအကျက်ဖက်စကောင်းဆောင်မင်းအွန်လိုင်းကငင်းချန်ရဲ့ဖိုရန်2025ဖွင့်ပွဲပြောကြားချက်ကိုကျွန်တော်နဲ့တို့အရင်ဆုံးနားထောင်ရအောင်ဒီထက်မှနားထောင်လို့ရအောင်လို့အာကွက်အနေနဲ့တစ်ခုပြောပြရမယ်ဒါကတော့ဆက်အစိုးရဆိုပြီးတော့တက်ခတ်လာတာတွေ့ရပါတယ်တွေ့ရှိရပါတယ်ကျွန်တော်လဲရတဲ့ဝန်အားနဲ့ ပြန်လေတော့ပြန်တက်ခတ်နေတာဖြစ်ပါလေဆိုပြီးတော့ပြောဆိုထားတာဖြစ်ပါလေကျွန်တော်တို့ဒါကိုအရင်ဆုံးနားထောင်ကြည့်အောင်ပါခပ်ပြိုးမှာခပ်ပိုးမှာပြောတဲ့ဟာစကားဖြစ်ပါလေအကျန်းသက်စကောင်းဆောင်မြောင်းလန်ကကျွန်တော်ကိုလာတက်ခတ်လို့ပြင်ပြီးတက်ခတ်နေပါလေကျွန်တော်တို့ကဒီဒါမဲ့ဒီဇင်ဘာလတတိယပတ်နဲ့ဇန်နဝါရီလလမ်းနှောင်း26ဇန်နဝါရီတဲ့ဒုတိယပတ်အတွင်းမှာဒါ၄ပတ်တွင်ပေါ့ယူကော်ဝေပြီးရော အရက်တော့ကျွန်တော်တို့ချိန်ချိန်နေပါတယ်အချိန်ကလည်းတော်လေးအလို့ရှုတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်ဘယ်ရက်ကိုကျွန်တော်လုပ်မလဲဆိုတာဘယ်လိုဒီတက်နဲ့လုပ်မလဲဆိုတော့ကျွန်တော်လေးစဉ်းစားပါတယ်ပြောင်းတယ်အကောင်းဆုံးပြောင်းစင်နာပါတော့ဒီကောလေမေပေးပံခွေရှိတဲ့တွေမေပေးနိုင်ဖို့တွေလိုအပ်ပါမေပေးခြင်းမပေးခြင်းကတော့ပုဂ္ဂိုလ်နဲ့ဆိုင်ပါတယ်မေပေးနိုင်ဖို့ဆောင်ရွက်ပေးနိုင်ဖို့တော့နိုင်ငံတော်အစိုးရနဲ့ဆိုင်ပါဒါကျွန်တော်တို့နိုင်ငံတော်အစိုးရအနေနဲ့ မိမိနိုင်ငံရှိအောင်ကျွန်တော်တို့ကကြိုးစားအထောက်နေတာဖြစ်ပါတယ်။ဥဒေစီရုပ်ဆောင်တဲ့ပြောင်းချက်ခံတဲ့ပုံပြပါတီအစိုးရတက်လာတဲ့အချိန်မှာ2015 17ခုနှစ်အဲနောက်ပိုင်းမှာကျွန်တော်တို့အင်းရည်လကပြောင်းကြီးညကြီးလကလုပ်ပါတယ်။ရင်ကြီးလာလို့တော့ဒါကျွန်တော်တို့လည်းကျွန်တော်တို့လည်းတက်မလို့လည်းပါပါကျွန်တော်ကိုယ်တိုင်လည်းပါပါကျွန်တော်တို့လည်းတခြားဆွေးနွေးပါတမိုင်းနဲ့ကျွန်တော်နဲ့ဒါတော်လေးကိုဆွေးနွေးခဲ့ဒီကိစ္စ အစီအစဉ်မှာရေးထူတဲ့ခါမှာလည်းကျွန်တော်တို့ကိုယ်တိုင်လက်ပါရေးထူရတာဖြစ်ပါတယ်။အဲ့တော့ဒီမှာလည်းအချိန်တုန်းကလည်း NDC လက်မှတ်ရေးပထူဖို့ဆိုပြီးတော့လည်းဟဲ့လားအဲ့တော့ attack ပါတီဖြစ်တဲ့ idea တွေကလည်းပြောဆိုကြတာလည်းရှိခဲ့ပါတယ်။ဆိုတော့လည်းပဲဘယ်လိုပဲဖြစ်ဖြစ်ဟုတ်ကဲ့ NDC လက်မှတ်ရေးထူသွားနိုင်ခဲ့ပါတယ်။ထူတယ်ထူတဲ့ EU ဖွဲ့တွေရှိမထူတဲ့ EU ဖွဲ့တွေလည်းရှိပါတယ်။ကတ်ဒုတိယအဆူက2026ခုတွေပါ NDC အဆူကတက်လာတဲ့နောက်ပိုင်းမှာတော့ အနေစုကဒီ2016မှာပဲပြည်တော်ညဉ့်ညဉ့်ညီလာကလက်စစ်တရားစုပြည်လုံးဆိုပြီးတော့ကျွန်တော်လုပ်ပါတယ်။တက်ပြီးတော့အဲ့ဒီကရရှိခဲ့တဲ့နိုင်ငံ16 17 19ကိုလေ့ကျင့်လုပ်တယ်။အဲ့ရတဲ့အခြေအနေတွေအားလုံးတွေ Union Accord ဆိုပြီးတော့မှကျွန်တော်တို့ကပြည်သူ့လွတ်တော်မှာအတည်ပြုထားပြီးဖြစ်တယ်။ဒါကိုကျွန်တော်တို့ကဆက်လက်ကောင်းကင်ဖို့ဖို့လေဒါလိုအပ်ပါတယ်။ ဒါပေမဲ့အချိန်ကြီးရရဆိုတော့တော့စက္ကူတည်းကျွန်တော်မေကုမှာလည်းပါပါတယ်အဲဒါဆက်တကူနဲ့မှာကျွန်တော်တို့အကောင်းလေးဖြစ်ပြီးတော့မှာကျွန်တော်တောင်းပန်ယူရခါမှာဒီအောင်ဆက်လက်ကောင်းတဲ့ဖော်ဖို့တဲ့ကျွန်တော်ကြိုးစားပါကျူးရတဲ့အခါကျတော့ဓာရီတွစ်စုတဲ့အဖွဲ့တွေပါပြီးတချို့အဖွဲ့တွေမလာဘူးဒီမှာတချို့လာကြဘူးဒီမှာလို့မလာနိုင်လို့ပြီးတဲ့ခါမှာဒီမိုကရေစီဆိုးရမဟုတ်လို့တတ်မတော်မဟုတ်လို့ဆိုပြီးတော့သူတို့တကြီးမလုပ်နိုင်လို့ပြောပါတယ် ။ကောင်းပြီအဲ့ဒါဆိုရင်လည်းဒါကျွန်တော်တို့လည်းတရားတစ်ချက်ဒါတရားကြည့်ပါနောက်တော့ကနိုင်ငံတော်လည်းဒါတက်မတော်တာဝန်ယူရတဲ့အတွက်ကြောင့်စစ်ဆိုးရဆိုပြီးတော့ကျွန်တော်တိုက်ခိုက်ကြတာရှိပါတယ်လက်ကြည့်အတဲရတဲ့အာလူတဲ့တိပါဒါတိုက်ခိုက်နေကြတဲ့ချင်းတွေမျိုးစုံရှိနေကျွန်တော်တိပါကျွန်တော်လည်းဒါရတဲ့ဝင်အားနဲ့ကိုလိုလိုက်ပြီးပြန်လာတုံ့ပြန်တိုက်ခိုက်နေဖြစ်ပါတယ်ကဲဆိုတော့သူကတော့ပြောထားပြီးသားဖြစ်ပါတယ်ကျွန်တော်လည်းရတဲ့ဝင်အားနဲ့ပြန်ပြီးတော့တိုက်ခတ်ပြန်ပြန်လေတိုက်ခတ်ခြင်းဖြစ်ပါတယ်ဆိုပြီးတော့ပြောနေတာပေါ့နော် အခုချိန်မှာဘသူအဘသူကအရင်ဦးဆုံးတိုက်တာလဲဘသူကအရင်ဦးဆုံးနှက်ဆက်တာလဲဘသူကအရင်ဦးဆုံးအကြမ်းဖက်တာလဲဆိုတာကိုလေဒေဂျာလေးစဉ်းစားပါဆိုတော့မင်းတို့ငါအဲ့လိုလူကိုဒီတိုင်းငုတ်ခံပြီးတော့အာနေပြီးရင်ရမယ့်အနေထားမျိုးမဟုတ်လို့သာပြင်ပြီးတော့တက်ခတ်နေတယ်လို့အများပြက်ပေါ်လာတာဖြစ်ပါတယ်မင်းတို့တွေကစုံမဲ့လူတွေကအများပြက်ပေါ်လာတာဖြစ်ပါတယ်ဆိုတော့ဒီကောင်တွေကိုစစ်ထားမယ်ဆိုလို့ရှိရင်အာကျွန်တော်တို့ဒုက္ခတွေကိုပို့ပြီးတော့အာ အသေးသွမ်းသလိုဖြစ်နေဖြစ်နေတဲ့အတွက်ကြောင့်မင်းတို့တို့ကိုရှင်းဖို့အတွက်အားလုံးကဝမ်းပြီးတော့မင်းတို့ကိုစုံနေတာဖြစ်ပါတယ်။ဒီတော့အခုပြောလာတော့ဗာလဲကျွန်တော်ရတဲ့အဝမ်းအားနဲ့ဒီလိုတက်ခတ်နေတာဖြစ်ပါတယ်ဆိုပြီးတော့ပြောလာတယ်။ဆိုတော့ဒီဟာက NCA လက်မမထူးတဲ့လူတွေရောစစ်မလက်မထူးတဲ့လူတွေရောအထူးအချင်းပါလက်မမထူးတဲ့လူတွေကလည်းတက်ခတ်နေတယ်လို့လက်မထူးတဲ့လူတွေကလည်းအကောင်လုံးနှိပကမင်းကိုစုံနေကြပြီဖြစ်ပါတယ်။ဆိုတော့ကိုလည်းမင်းနားလေဖို့လူအပ်ပါတယ်ဆိုတော့ဒီမျိုးပြုတ်ပြချင်တာဖြစ်ပါတယ်။ဒီနေ့ညနေဘက်မှာရုတ်တန့်ဖန်ကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကို မေရန်ကြီးရှုအပင်းကြတူလန်ပြည်သူများအလောင်းကိုကြည့်ဦးတင်ပါတယ်။မနေ့ပြန်မနေ့ကျမှာတရင်သူတရင်ကောင်းတွေရုတ်တံဖန်တွေတွေ့လို့ရှိရင်ပြန်ပြီးတော့လာခဲ့ပါမယ်ပြောရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုမေရန်ကြီးရှုအပင်းကြတူလန်ပြည်သူများအလောင်းကိုလည်းကိုကြီးကြမှာချင်းစစ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။